နေဝင်းအလင်းရောင်အေးချမ်းမောင်တို့လောက်နေရမရတော့ပဲရုပ်ရှင်ရုံထဲမှာလူသုံးယောက်သာကြည့်တဲ့ဒီနာမည်ကြလာတဲ့မြင့်မြတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အနုပညာလောကဆိုတာပိုင်ခင်လန်းသက်သက်တော်မဟုတ်ပါဘူးဒီရီလိုပါပဲအတက်ရှိရင်အကြရှိတတ်တာဓမ္မရာပါအခုဆိုရင်တော့မင်းသားမြတ်တယောက်အနုပညာလောကထဲမှာနာမည်တော်တော်ကျလာပါတယ်။ပုံမလင်းလင်းပြောရမယ်ဆိုရင်အခုလက်ရှိရုပ်ရှင်လောကရဲ့ trend ကလွန်ခဲ့တဲ့9နှစ်လောက်ကနေလုံးဝမတူတော့ပါဘူး။ ပရိသတ်တွေအထူးသဖြင့်နှကန်းဒီမာလေးတွေရဲ့မျက်လုံးထဲမှာနေရယူလာတာက နေဝင်အလင်းရောင်အေးချမ်းမောင်တေဇာလင်းရောင်တို့လိုလူငယ်မင်းသားတွေပါသူတို့ကငယ်ရွယ်တဲ့ခံညားတဲ့ဖက်ရှင်ကြတဲ့ K-pop ဆန်ဆန် style တွေနဲ့ပရိသတ်ကိုဖန်ဆာထားနိုင်ကြပါတယ်ဒီလိုမျိုးတက်သစ္စာကျဲပွင့်နေတဲ့တောက်ပမှုအောင်မှာဝိုင်းရင်မင်းသားကြီးတွေအလင်းရောင်ကတဖြည်းဖြည်းနဲ့မိမ့်မိန်လာတယ်လို့ဖြစ်နေတော့ငင်းလို့မရတာတော့အမှန်တရားပါ ဒီနေရာမှာမင်းသားမြတ်မြတ်ကိုပြန်ကြည့်မယ်ဆိုရင်သူကအသက်40တန်းကို ရောက်ရှိလာပါပြီ။အရင်တော့ကလိုမျိုးပေါ်တော်တော်ဟာတာလောကတွေကောင်မလေးတယောက်ကိုလိုက်ပြီးတော့ဖုန်ချောင်းနဲ့ဇက်ရုပ်တွေနဲ့မြင်းမြတ်ကိုမြင်ရတာကပရိသတ်အတွက်တော့အနှင်းငယ်ရိုးအီလာသလုံးသူရဲ့အသက်ရွယ်နဲ့လည်းတိတ်ပြီးတော့အံမဝင်တော့ပါဘူး။အရင်ကတော့မြင်းမြတ်ဆိုတာဇက်လိုက်ပါဟာတာအက်ရှင်ဒရမ်မာဘာလာလာအကုန်ကြိတ်ဝါနိုင်ခဲ့တဲ့သူပါ။ ထုတ်လုပ်သူတွေကလည်းသူ့ကိုရဖို့ဆိုရင်ပတ်စံအိတ်ဖွင့်ပြီးတော့စောင့်နေခဲ့ကြရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့လူငယ်မင်းသားတွေရဲ့နေရာယူမှုနဲ့အတူမြင်းမြဲရဲ့ဈေးကွက်ကထင်းသလောက်ခရီးမပေါတော့ဘူးလို့သုံးသပ်ရမှာပါ။ဒီဖြစ်ရပ်ကိုလက်တွေ့သက်သေပြလိုက်တဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်။အဲ့ဒါကတော့မကြသေးမီကရုံတင်ပြသခဲ့တဲ့ညီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ ဒီကားမှာမြင်းမြင်းနဲ့အတူနာမည်ကြီး beauty blogger နေကြည်ဦးတို့အားပြန်သရုပ်ဆောင်ထားကြပါတယ်။နာမည်ကြီးတွေပါတာပဲပရိသတ်ကြိုက်မှာပါလေလို့ထင်စရာရှိပါတယ်။ဒါပေမဲ့လက်တွေ့ရလက်ကတော့တကယ်ကိုထိတ်လန့်စရာပေါ့။ယုံနေတဲ့ချိန်မှာရုပ်ရှင်ရုံနဲ့ဝင်ကြီးရဲ့သူစုစုပေါင်း၃ယောက်ထဲရှိခဲ့တယ်လို့သိရပါဗျ။ဟုတ်ပါတယ်ပရိသတ်တို့နားကြားမမပါဘူးလူ၃ယောက်ထဲပါဒီအချိန်တွေကထုတ်လုပ်သူတွေအတွက်ဝဝက်ွယ်အရှုံးပေါ်စေခဲ့တယ်လို့မြင်းမြတ်ဆိုတဲ့ branding အတွက်လည်းအကြီးကျယ်ထိုးနှက်ချက်ဖြစ်သွားခဲ့ပါတယ်။ နေဝင်းအလင်းရောင်စသဖြင့်လူငယ်တွေကပြိတ္တအချစ်ကိုသိမ့်ပိုင်လာချိန်မှာမြင်းမြတ်နေတဲ့ကာရက်တာရွေးချယ်မှုအပိုင်းမှာအားနည်းသွားခဲ့ရလားဒါမှမဟုတ်ပြိတ္တတွေကပဲမြင်းမြတ်ရဲ့တယုံဆောင်ဟန်ပန်တွေကိုညင်းငွေသွားကြတာလားဆိုတာကတော့စဉ်းစားစရာဖြစ်ပါတယ်။တေဇာရာတစ်ခုကတော့အနုပညာလောကမှာဘသူမှထာဝရဘယင်လုံးလို့မရဘူးဆိုတာပါပဲ။ ဒါကြောင့်မြင်းမြန်းနေတဲ့ဒီလိုအခြေအနေကနေရုံထွက်ပြီးတော့တည်ငြိမ်ရင်ကျက်တဲ့ဇယုတ်တွေနဲ့ပုံစံတစ်မျိုးပြန်လာနိုင်မလားဓမ္မမော့တဖြည်းဖြည်းနင်းမြုပ်နမ်းမဲကျသွားတော့မှလားစောင့်ကြည့်ရမှာဖြစ်ပါတယ်တကယ်တော့မြင်းမြန်းဆိုတာအသာမန်တယောက်ဆောင်တရားမဟုတ်ပါဘူးအကယ်ဒမီစုကြီးကိုပိုင်ဆိုင်ထားတယ်လို့နှစ်ပေါင်းများစွာပြည်သက်ကိုရေမောပျော်ရွှင်စေခဲ့တဲ့သူပါ ဒီလိုအခြေအနေမျိုးကအနုပညာရှင်တိုင်းကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုတစ်ခုဆိုတာကိုမေ့ထားလို့မရပါဘူး။ပရိသတ်အားပေးမှုဆိုတာလိုင်းတဘူးလိုပါပဲ။အချိန်တန်ရင်ပြန်တက်လာနိုင်စွမ်းရှိပါတယ်။မြင့်မြတ်နေတဲ့သူ့ရဲ့အတွေ့အကြုံရင်ကျက်မှုတွေကိုအသုံးချပြီးပရိသတ်ရဲ့ရင်ထဲကိုနောက်တစ်ခေါက်ပြန်ဝင်ရောက်လာနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။ဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်တွေအနေနဲ့မြင့်မြတ်ကိုဘယ်လို character မျိုးနဲ့ပြန်မြင်ခြင်းကြလဲ။ လူငယ်မင်းသားတွေထဲမှာရောဘယ်သူကိုအကြိုက်ဆုံးလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်